ကောင်စီကိုလွှတ်ပြောင်းပေးတဲ့အနေထားကလည်းမတူပြန်ဘူးဗျ။ဟုတ်တယ်။ဟိုမှာကလာရှိုးပေးတယ်ဆိုလာရှိုးမြို့ဝင်ဂိတ်ရဲ့အပြင်ဘက်မှာကျွန်တော်တို့ MND ကဝိုင်းထားတာဗျ။ဟုတ်တယ်။နေဒီဘက်လည်းဝိုင်းထားတာ။အခုအားကပြန်နယ်လီကကြတော့သူကဒီစတောဆစ်တက်ကိုပြန်နယ်လီယူနီဖောင်းတွေပေးဖို့ပြီးတော့တော်တွင်းလာတာ။ဒေါ်လာကြီးအင်အားစုတရားကြီးဂုံတိတ်ခံနေမကြိုက်ဘူး။ဆိုတော့က လူလူလားလားကိုနော် DNL ကလိုက်လျောလိုက်တာဖြစ်တယ် MND လို့ပြန်ပြီးတော့ကျွန်တော်တို့အဲတုံ့ပြန်တယ်ပြန်ပြီးတော့တားဆီးထားတာဘာမှမရှိဘူးရအဲဒါကြောင့်တေဟုတ်ကြောင့်ပေးရတာချင်းအတူတူ DNL ရဲ့အနေထားကနိုင်ငံရေးရာဂုဏ်သိက္ခာတော်တော်ကြတယ်ကျွန်တော်တို့တော်လိုင်းရေးဖွဲ့စည်းတရားရဲ့လောက်ရနေမတူဘူး ရပါအောင်တော်လိုက်ရင်တခါတည်းတော်လိုက်ရင်နောက်ခေါင်းဆောင်နဲ့အလုံးမသိမချင်မှတာပါခင်ဗျားတို့စဉ်းစားပါမလို့ခင်ဦးဆောင်တယ်လှုပ်ပြီးတော့မှစောက်တော့လဲဆုံးခဲ့ချက်တွေအများဒုက္ခရောက်မှာတွေလှုပ်ပြီးပြီးမှတော့အောင်းမနဲ့ပြောင်းဆောင်ပြီးမှလို့ပဲပြောချင်တယ်နော်သိကြပါရဲအလောင်းမင်းဘာမှစဉ်းရင်ပြေးလို့မရဘူးမင်းအွန်လိုင်းကခွင့်ရလို့ပြင်းရင်အရင်ပြင်းမယ်မပြင်းရင်ငါတို့တော်လိုက်ရင်လည်းအောင်းပြီးရတဲ့နေ့ပြည်သူမျက်နှာမကြည့်တဲ့လက်နက်ကင်အဖွဲ့တွေအကုန်ပြက်ရှင်းမှာတော့လုံးဝတရားကိုင်းတော့ချိန်သေးတယ် promise နော် NUG ရဲ့အထွေထွေထိုးစစ်ကိုမျောလင့်မနေပဲနဲ့ NUG အောက်မှာရှိနေတဲ့အင်အားစုတွေနဲ့ပူးပေါင်းနိုင်ဖို့အတွက်ကြိုးပမ်းဖို့လိုတဲ့လူယူဆပါ အဲ့လိုမလုပ်နိုင်လို့ရှိရင်ကျွန်တော်တို့အဲနွေဦးဒေါ်လာကြီးဟာတော့ဒီအနေနဲ့ကျွန်တော်တို့ကြုံရတော့မယ်အနေထားဖြစ်ပါတယ်အဲ့ဒီအနေထားကိုကဲတင်မှုဟိုကျွန်တော်တို့ဟုတ်ဟုတ်ညာဒေတာမှရှိနေညော်လင်းညက်ဘသူတွေကဘယ်လိုကုန်းဆုံပြီးလုပ်ကြမယ်ဆိုတော့ပုံပွဲလေးလေးကျွန်တော်တို့နိုင်ပြီးဆွေးနွေးတင်ပါတယ်အားလုံးပဲမင်္ဂလာပါတော်လန်ရေးဆိုတာတောင်းပန်လို့ရတဲ့အရာမဟုတ်ဘူးဒါဟာဘိုးချုပ်တားဖုံးကျော်ရဲ့မိုးကိုမိုးမိတ်အပေါ်တောင်းပန်မှုကိုရဲဘော်မိုးနှမ်းမင်းကပြန်လဲထောက်ပြလိုက်တဲ့စကားဖြစ်ပါတယ် PLA ရဲ့အပြည့်ရဲ့ဆုံးဖြတ်ချက်ဟာစစ်တပ်ကိုလုံခြုံရေးအပြည့်နဲ့မျိုးရဲခေါ်သွင်းလိုက်တာဖြစ်ကြောင်းဆရာဦးတန်းစိုးနိုင်ကပါပြက်ပြက်တသားဝေဖန်လိုက်ပါတယ်။ဗတ်ချက်နဲ့ကြည်မရှိလို့စုတ်ခွာရတယ်ဆိုတဲ့အကြောင်းပြချက်တစ္ဆာဖောက်လို့ပြောသူတွေအပေါ်တုံ့ပြန်ချက်တွေနဲ့အတူဒီဆုံးဖြတ်ချက်ရဲ့တော်လှန်ရေးအပေါ်ခရဲရိုက်ခတ်မှုတွေကိုအထူးသတင်းအဖြစ်တင်ဆက်ပေးသွားမှာပါ။ဒီရတော့မဟုတ်မှရောမုံမိတ်မှရောနော်ကျွန်တော်တို့စစ်တပ်ကဝင်ရောက်နေရာယူပါပြီပါမယ်အဲတော့ ဲ့လိုဖြစ်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီကိစ္စကိုဘယ်လိုအကဲဖြတ်မလဲဆိုတဲ့အခါကျွန်တော်တို့ကဒီတရုတ်ရဲ့ဖိအားကြောင့်လို့ပြောတဲ့အခါမှာတရုတ်ရဲ့ဖိအားကြောင့်ကိုယ်တိုင်မြေပေးလိုက်ရတဲ့အချိန်မှာကျွန်တော်တို့စိတ်ထိခိုက်စရာအကောင်းဆုံးကတော့ကျွန်တော်တို့လာရှုဖြစ်ဖြစ်ပါတို့တော့လာရှုကသူ့မူနဲ့သူသူ့ကြက်တဲ့ကြောင့်သူ့သူ့ကြက်တဲ့ကတော်တော်ကြီးတယ်ပြဘာကြောင့်လဲဆိုတော့တရုတ်ရဲ့ဖိအားကသူ့အနေမြင့်ချင်းကပ်နေတာဆိုတာ DNA လေးနဲ့မတူပါဘူးဗျာ တရားနည်းရားနေစမ်းတဲ့ဝန်ကြီးပါနောက်ပြီးတော့ဒီစစ်ကောင်စီကိုလွှတ်ပြောင်းပေးတဲ့အနေထားကလည်းမတူပြန်ဘူးဗျဟုတ်ကဲ့ဟိုမှာကလာရှိုးပေးတယ်ဆိုလာရှိုးမြို့ဝင်ဒိတ်ရဲ့အပြင်ဘက်မှာကျွန်တော်တို့ MND ကဝိုင်းထားတယ်ဗျဟုတ်ကဲ့နေရာဒီဘက်လည်းဝိုင်းထားတာအခုကပြန်နယ်လေကကြတော့သူကဒီစတော့ဆက်တက်ကိုပြန်နယ်လေယူနီဖောင်းတွေပေးဖို့ပြီးတော့သွင်းလာတာ တော်လိုင်းရင်အားစုတရရဂုံသိခါနဲ့မကိုက်တည်ဘူးဆိုတာကဟာလူလူလန်းလားကိုနော် DNL ကလိုက်လျောလိုက်တာဖြစ်တယ် MND လို့ပြန် ပြီးတော့ကျွန်တော်တို့အဲတုံ့ပြန်တာပြန်ပြီးတော့တားဆီးထားတာဘာမှမရှိဘူးကအဲတော့တဲ့ကြောင့်မင်းရတာချင်းတူတယ် DNL ရဲ့အနေထားကနိုင်ငံရေးရာဂုံသိခါတော်တော်ကြားတယ်ကျွန်တော်တော်လိုင်းရင်ဖွဲ့စည်းတရရလောက်ရနေမတူဘူးနောက်ဆက်ပြောစရာလည်းရှိပါသေးတယ်ဘာလဲဆိုတော့တကယ်ကမိုးမိုးမိမိဒေသဆိုတာ မန်လေး PDF နဲ့လက်တွဲပြီးတက်ကောဝင်ကြတဲ့နေရာဟုတ်တယ်ဟောအဲ့တော့ခုမန်လေး PDF နဲ့ပတ်သက်တဲ့အဲအဲကိစ္စမှာဘုဘကနေခေါ်မယ်မခေါ်ဘူးဆိုတာကိုညှိနှိုင်းဆွေးနွေးမှုလည်းမရှိဘူးဘယ်လိုကျွန်တော်တို့အပေးယူလုပ်ကြမှာလဲဆိုလိုတာကကိုယ့်ရဲ့တော်လိုင်းရေးမဟာမိတ်ကမန်လေး PDF ပြဒီအင်အားစုတွေကိုနော်ဟိုဒီအင်အားစုတွေကိုအကာအကွယ်ပေးတာနော်နော်လက်နဲ့ခင်ရမိကြောင့်အကူအညီပေးတာအဲ့ဒါဘာမှမရှိဘူးညအဲ့တော့ဟောရှေ့အစိုးရနဲ့လိုက်လိုက်လျော်လျော်နော် စိတ်ရောကိုယ်ကပူပေါင်းတဲ့လက္ခဏာတွေ့ရတဲ့အတွက်နော် TNL ရဲ့လှုပ်ရက်ကူတော့ကျွန်တော်တို့ကတော်လိုင်းတရရဲ့အဲလှုပ်ရက်ဖြစ်ကျွန်တော်တို့ကသဘောထားလို့မရဘူး MND နဲ့လည်းမတူဘူးအဲတော့အခုတိုက်ပွဲတွေဆက်ဖြစ်လာတယ်ဆိုတာလေတကယ်တမ်းကျတော့ကျွန်တော်တို့ PDF တစ်ဖွဲ့တည်းနဲ့မလေး PDF တစ်ဖွဲ့တည်းနဲ့နော်ခုခံကာကွယ်မှုဆိုတာလည်းမဖြစ်နိုင်ပါဘူးအဲတော့ဆိုတာတိုက်ပွဲကအနေချင်းရှိတယ်တိုးတော်မျိုးပြင်ပါဒီလိုဖြစ်ရတာကလည်း TNL ရကနေပြီးတော့ဒီ PDF တွေကိုမျိုးပြင်ထွက်ပါလို့သူတို့ကမြစ်တာရခံထားတာ အဲ့ဒီအခြေအနေကြောင့်ဖြစ်လာဒါကြောင့်ဒီနောက်ဆုံးကို MNDAA ပေးရတာ ਨੇ နော်ဒီအဲမိုးရိုးဘူမိတ်ကိုကျွန်တော်တို့ DNL ကပေးတာဟာအနေထားချင်းနိုင်ငံရေးသဘောထားချင်းမတူညီတာကိုတွေ့ရတယ်အဲ့လိုမတူညီမှုဆိုတာက DNL အနေနဲ့တော်လိုင်းရေးမဆန်နော်နောက်ပြီးတော့ရန်သူမိတ်ဆွေမကွဲဘူးပေါ့ကရန်သူကိုရန်သူလိုသဘောထားတာသူ့အဲ့ဒါအတွက်နော် ကိုမမေးအင်အားစုတွေအတွက်အကူအညီပေးဖို့ဘာညာဆိုတဲ့သဘောထားနေနဲ့ညှိနှိုင်းတာဒီဘာမှမရှိပဲအလွယ်တကူကြော့အင်ဆိုပြီးတော့ပေးလိုက်တာဖြစ်တဲ့အတွက် PNL ကောင်းဆောင်ကွက်ပြလောက်ရနေပတ်သက်ပြီးတော့ကျွန်တော်တို့တော်လန်ရေးအင်အားစုတွေအနေနဲ့ကဘယ်လို့မှမိုးကြလက်ခံစရာအကြောင်းရှိဘူးကျွန်တော်တို့သုံးသပ်ပါတယ်ဟုတ်ဟုတ်ဟုတ်โอเคဆိုတော့ MDN နဲ့ပဲရှင်ပြောအောင်ကျွန်တော်က last show ပေးလိုက်တော့ညပြမှာအခုထိကသူတို့စတားဆုတ်ခိုင်းမယ်သူတို့မဆုတ်ဘူးလေဟုတ်တယ်လေ last show နဲ့ဒီပေါ်ကြ last show နဲ့ကျွန်တော်တို့ပဲဟိုဟာလေ ဒီထိထိထားပါတော့ဟိုဘယ်လိုခေါ်လဲစတားဟိုမျိုးတွေမှာနေပြီးတော့အပြင်မှာသူတို့ထိထားတယ်ပေါ့အခုတင်းလေးကတော့ပြင်မထွေးရဘူးလေတင်းလေးကတော့ဘာမှထိမထားမလဲအခုပေးလိုက်တယ်ပေါ့တော့อืมနောက်သူကသူယူနီဖောင်းနေတောင်ပေးပြီးတော့เนาะဟိုစစ်တပ်ကိုခုတ်သွင်းလာသေးတယ်အဲ့တော့အဲ့လိုကကတော်လိုင်းအင်အားစုတက်ရင်လုံရနေဂုံသိခါကမတူဘူးဗျကျွန်တော်ဒါမှမဟုတ်ဒီကိစ္စကိုတော့တော်လိုင်းကောင်းဆောင်မှုတော့ DNL ကောင်းဆောင်မှုတော့ကျွန်တော်တို့အဲဝေဖန်ထုတ်ပြတင်တယ်လို့ယူဆလို့ကျွန်တော်ပြောတာပါဟုတ်ကဲ့ဆိုအခုခေါ်သွင်းလာတော့အခု တဘောလုံးကြီးကဘယ်လိုဆက်လုပ်မလဲမြေတချို့ဆက်ဆံရေးရုပ်ထားပြီးတော့ပြန်ဆိုးသွားပြီးတော့လဲကြားရတော့ဗောနော်မမမလေမမမကမမမအခုကမှတော့ရုပ်ပြင်ကိုထွက်လာတော့တက်ွက်ဖြစ်တော့မမမကလည်းတက်ွက်ဖြစ်တယ်မမမကတော့ KYN ရှိတော့ KYN ကတော့အရင်ကသူတို့သူတို့ကမှမေး PDF နဲ့ KPDF APS တွေကိုညီပေးမယ်ပြောတာတော့မမမချင်းတွေရောမကိုနဲ့ပါကွာလားဆရာအာအတူတူပါပဲနော်ဘောကကပုံတော်ရှော့သေးတယ်နော် uniform တွေပေးပြီးတော့အာဒီစစ်ကောင်စီတက်တွေတွန့်ထားတယ်နော်ဂျာနစ်တရာကျော်လောက်တွန့်ထားတယ်ပုံတော်ရှော့သေးတယ် ဲ့တော့သူကအဲ့ဒီသဘောထားနှစ်ကိုလောက်ကြတာပြန်เนาะအဲ့တော့ဆိုရာကဟိုစစ်ကောင်စီကိုနည်းမြေပေးလိုက်တာမဟုတ်စစ်ကောင်စီကိုကျွန်တော်တို့ကျွန်တော်တို့ဒီနိုင်ငံကြီးညဒူးထောက်လိုက်တာမယူဆအဲ့ဒါကြောင့်ပြန်ကျွန်တော်ဆိုရာဟိုမုတ်မိနဲ့မုတ်ကိုတော့မုတ်ကိုလည်းမုတ်မိပါနော်မုတ်မုတ်မိမှာ KIA ရရှိတော့ပြန်ထေးနိုင်မလားအဲ့ဒါဆိုရင်ချင်းရအဲ့လောက်မရှိပါဘူးဘာလို့လဲဆိုတော့ကိုတွဲလူကရန်သူနဲ့ကိုက ပူပေါင်းပြီးတော့နည်းမြေပေးဖို့ကိစ္စကိုလုပ်လာတဲ့အခါကျတော့နောက်တစ်ခုကမိုးမိတ်ဆိုတာကြရရင်ရှိတယ်ဆိုတာအနေချင်းပဲရှိမှာတကယ်ကြတော့တကယ်ကြတော့ဒီကဘလူရဲ့အောက်ဖက်ကိုနော်ကြရရင်ကမျက်မျက်ဆက်မရှိနိုင်ဘူး။ဘာကြောင့်လဲဆိုတော့သူ့ကချင်းပြည်လွတ်မြောက်ရေးအတွက်သူ့အင်အားအများစုကိုသူကဘမောမှာသူကတိုက်ပွဲဝင်နေရတဲ့အနေအထားဖြစ်တာ။ဒါကြောင့်မို့မျက်မျက်ဆက်မရှိပါဘူး။အဲ့တော့ဒီထဲမှာ TNL ကဒီလိုပုံစံမျိုးစစ်တပ်ကိုခိုးသွင်းလာတဲ့ အဲအနေထားမျိုးနဲ့ဆိုရင်ကြာရင်လည်းဘာမှတတ်နိုင်မှာမဟုတ်ပါဘူးမြို့ပြင်ထွက်ရမှာထွက်နေပြီလို့လည်းကျွန်တော်သဘောပေါက်ပါတယ်ဟုတ်ကဲ့ဒါမှမဟုတ်အခု MNDA လုတ်သွားပုံကလုတ်သွားပုံနဲ့ဒီကျွန်တော်တို့လာရှုပ်ပေးရပုံနဲ့အခုဒီကျွန်တော်တို့မိုးကုတ်မိုးမိတ်ပေးရတဲ့အနေထားဟာအတော်တော့တကယ်လည်းကောင်းဆောင်မှုကျွန်တော်တို့ကဝေဖန်စရာဖြစ်ကိုလူရောဟုတ်သေးရဲ့လားဆိုတာကိုစဉ်းစားရမယ်အနေထားမျိုးတွေဖြစ်တယ်ဟိုဒါကတော့တော်တော်တော့အဲသိုးသွားတယ်နော်အလျှော့ပေးဖို့ဖြစ်တယ်လူတွေလည်းအဲ့လိုတော်တော်လေးဘယ်လိုခေါ်မလဲစိတ်ထဲမှာ ဟောမကြည့်မကြည့်မလဲဖြစ်နေကြတော့ဘူးနော်ဆိုတော့ဟုတ်ကဲ့ဟုတ်ကဲ့ပြန်ကောင်းမစင်ရခုအဲသူလည်းမတူဘူးနော်အမေဒီနဲ့တင်းလေးကလည်းလည်းတော့ကွာတော့ဒါပေမဲ့အခုအမေဒီရောတင်းလေးရောရှမ်းမြောက်မှာအပြေးရလိုက်ပြီလို့ပြောလို့ရတော့ဘူးနော်အဲ့တော့အဲ့ဒီကတားတဲ့ခေါ်ပြီးတော့ကျွန်တော်မန္တလေးပြည်ရချွတ်ချွတ်နေလေဗျာဘာမှအဲကျွန်တော်တို့မတရားတို့တပိတ်ချင်းတို့ထုတ်ပြီးတော့အခုစစ်ကူးဖဲတော့ရောက်လာတယ်လို့ကျွန်တော်ကြားတယ်ဆိုတော့ဒီအပြေးရမှုဒီနှစ်ဖွဲ့အပြေးရမှုကကျွန်တော်ရှမ်းမြောက်ပြည်မန္တလေးအညာပေါ့ဗျာစီးရင်ချင်းတွေပါပြောင်းလဲဖြစ်သွားစေနိုင်ပါ ကြောင်းလဲသွားပြီလေအခုမန္တလေးမြောက်ပိုင်းမှာရှိတဲ့မိုးကမိုးအမင်းနဲ့မန္တလေးကြားထဲမှာရှိနေလွင်မြင်တစ်ခုလုံးကိုအခုကဆက်တက်လက်ထက်ပေးလိုက်ရအောင်နော်အဲ့တော့မန္တလေး PDF တင်နေအဲဒီလိုအဲ့ဒီဒေတာတွေပြန်ပြီးတော့တိုက်ဖို့ဆိုတော့ကျွန်တော်တော့ဖြစ်နိုင်မယ်လို့သိပြီးတော့မထင်ပါဘူးအဲ့ဒီဒေတာတွေကဒီစစ်ကောင်စီရဲ့ရှုံးမမှုအောက်ကိုဒီဒေတာတွေကြောက်ရမယ်အဲ့ဒါအဲ့ဒါရဲ့အဓိပ္ပာယ်ကဘယ်လိုဆိုရှမ်းမန်းစစ်စင်ရေးမှာမန္တလေးသိမ့်ပိုင်းအစီအစဉ်ကတော့ကျွန်တော်နောက်ဆုတ်သွားပြီဟုတ်ကျွန်တော်တို့ဘက်က နော်ပြိုကွဲသွားပြီအဲ့လိုပြိုကွဲလာတာကခုန TNL ရဲ့နော်မူမမှန်တဲ့လိုရတဲ့ကြောင့်ဖြစ်တယ်ပြိုရဲ့နော်ပါဝင်ဆွတ်ဖွဲ့မှုကြောင့်ဒီ TNL ကလုတာမဟုတ်ဘဲနဲ့နော်တကယ်လက်တွေ့အသေးပဲရပြောလို့ရှိရင်သူ့ကိုကျွန်တော်တို့မြောက်ပိုင်းမဟာမိတ် MNDAA တို့ AA တို့ကမကူညီနိုင်တဲ့အချိန်နောက်ပြီးတော့သူ့နဲ့ရန်ဖြစ်ထားတဲ့ကျွန်တော်တို့အာ SSA SSA KIA အဲ့ဒီအခွဲကြီးကလည်းသူ့ကိုမကူလို့တဲ့အချိန်မှာစစ်တပ်နဲ့ပေါင်းပြီးတော့ ဒီမျိုးတော်လိုင်းအင်အားစုတွေပြန်ပြီးတော့ရံဘက်လိုပြုတ်မှုလာတယ်ဆိုရဲအနေထားတွေ့ရတာလွန်စင်ကောင်းကြဖြစ်ပြီးတော့မျိုးတော်လိုင်းရဲ့မဟာဗျူဟာအရင်းနှီးမှုတရားကိုသူကသိဆောင်လာတာပဲကျွန်တော်တို့သုံးသပ်ပါတယ်အခုကတိုက်တန်တိုက်တန်မောင်းလေးထိုးနေစင်ရှင်မင်းရဲ့တိတ်တူနော်အဲ့တော့အဲဘယ်လုံးမမြအောင်အဲ့တော့အဲ့ဒီဒေတာကိုခုခံမှုကဘယ်နေရာပဲရှိတော့လဲဆိုတော့သခိုင်းကနေပြီးခုခံမှုပဲကျွန်တော်ရှိတော့ဟုတ်အဲ့တော့သခိုင်းမကွေးနော်အများလွင်မြင်ကနေပြီးတော့ဒီ PNL လုတ်လိုက်တဲ့နော်ကျွန်တော်တို့ရှေးဘူဟာနော်အပြောင်းလဲကိုယ့်ဘက်ကအားနေသွားတယ်ဒီနေ့တည်းတရားအပေါ်မှာအညာဒေတာကိုဆက်လက်ပြီးစစ်ကောင်စီကစုံမှုအစုံမှုဖို့အတွက်ဆက်လက်ပြီးတော့ကျွန်တော်တို့သူကတော့အာတေးပြားပေးမှာပဲနော်ကျွန်တော်တို့ဟိုဟိုလေတောင်းထိုးစစ်တွေအမြောက်ထိုးစစ်တွေလုတော့မှာပါဟုတ်အဲ့တော့ဆမ်းမင်းကျွန်တော်ဆရာအခုဒီမှာ show check ခန့်တော့ဗျာဒီတင်လေလုတဲ့လားအဲ့မုတ်ကမုတ်မင်းနဲ့အခုသူဘယ်လောက်လဲလား၄၅၆လ၆လလောက်ရှိမှာပေါ့ဒါပေမဲ့ဒီကြားထဲမှာအခုအခုလာပိုင်းထဲမှာနော်ဆရာကျွန်တော်တို့အဲ့ 哎，蛮得力是了，就 <noise> 咯，年前拍完了，年前装到位。哎，没关系是干，没关系是干嘛？没关系是干嘛？市场来点嘞，再过来来洗嘞，哎，就咯，这个嘛，提毛果木尾片嘛，需要推洗卖好片嘛，叫恁嘞都带来来表路亚嘛，就咯。哎，来来来，表对，天那里搞到，透明毛衣喏，啊，工作了，喏，哦，就咯哩，哪样衣都买哩，有得穿，得一沓比比比，这个巴啦翁哩，罗，哪样衣都来得，哥哥好色呀，衣罗罗巴罗罗呢，啊，巴样哇样，那招呢罗罗，那招呢。 နော်အဲ့အလေးကိုကျွန်တော်လွယ်ပြုလုပ်ပေးချင်ပါတယ်ဟုတ်ပြီနော်ဆိုတော့ဘာလို့ဆိုလို့ကျွန်တော်လဲဆိုတော့နိုင်ငံရေးသမားတွေကသူကနိုင်ငံရေးတော့လက်ကုပ်ကိုလူတက်ကြီးလူလဲကြီးတွေလောက်ပြီးခေါင်းဆောင်ကြီးတွေဦးဆောင်မှုကြီးတွေလောက်ပြီး leadership တွေလောက်ပြီးဒါပေမဲ့တို့ကလေနိုင်ငံသားကဦးဆောင်ကြတာတို့အခွက်တခုအခုခုပေါ့နော်တို့ကဦးဆောင်ကြတာဒါပေမဲ့တို့ရဲ့အခြေအနေလေနိုင်ငံရေးနဲ့လူမှုရေးတောင်မှသူကပွက်ပွက်ပြတ်ပြတ်မသိဘူးသဘောပေါက်လားနော်ကျွန်တော်ပေါက်ရင်ရှင်းပြမယ်နော်တို့ဟိုနိုင်ငံရေးဆိုတာလေလူမှုရေးမဟုတ်ပါဘူးမဟုတ်ပါဘူးနော်အခုလူမှုရေးဆိုတာကွာ အိမ်တော်ကြီးတို့တမီးကကြီးတို့အမိတ်ဆွေတငယ်ချင်းအပေါင်းအသင်းကြီးတို့ဟုတ်လားသဘောပေါက်လားအဲ့လိုမျိုးဆိုလို့ရှင်ကိုကအာတောင်နဲ့တောင်မနမာတွေညီကိုတွေဆွေမျိုးတိုင်းဝိုင်းနဲ့မိတ်ဆွေတွေတငယ်ချင်းတွေဆိုရင်ကိုကတောင်နဲ့တောင်တစ်ခါလေးမှာနားလည်မွေလောရတော့အခုခုနောက်ကျောင်းတားနဲ့ထိုးတာလို့မိတ်ဆွေတယောက်တယောက်ချင်းစုပ်ခဲ့ကြတောင်မှာနော်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကပြင်လဲ ဟိုအချို့သဘောထားသိတယ်ပြန်ပြီးနားလည်ပြီးတော့ငါ့ဘောတိစားမရှိဘူးဒါကလူငွေအစဉ်ကိုပြောပြရအောင်နော်လူငွေတော့သဘောထားသိလို့ရှင်နားလည်မပေးတော့တချို့ကတလုံးပြည့်မကြည့်တော့မျိုးရှိတယ်အတချို့ကြောင့်လည်းကိုယ့်ဘောဟန်သွားငါးခါလောက်ကောင်းတစ်ခါလောက်တော့ဒါမားစီပေါ့ခွင့်လောက်လိုက်တယ်ပေါ့ဟာအဲ့လိုမျိုးလေဒါဟုတ်ပြီနော်သမီးသားရဟသားလေးနေနေနဲ့ရှင်းအောင်ပြောမယ်ပေါ့နော်ဟုတ်လားစကားပြောတဲ့နေရာမှာလေဟိုကြည့်တဲ့သူကမပြင်းပုံနဲ့လိုတာပေါ့နော်အဲ့လိုမျိုးကျွန်တော်ကတခါလေးမှဟိုကလေးစကားတော့မပြောနိုင်ကြတာအာဆိုတော့ဟုတ်โอเคကောင်းမလေးနဲ့ယောက်ျားလေးနဲ့သမီးသားပေါ့ဒါဆိုရင်စိတ်ကောင်းမယ်စိတ်ကောင်းတယ်ဆိုအမ်ချစ်ကြီးကိုမှားသွားပါလေကိုအောင်းမှန်ပါလေမင်းကိုအရင်ချစ်ခဲ့တာပါ အာမင်းကောင်မလေးမှားလဲဆိုရင်လေကိုကိုအာချက်ကိုခွင့်လို့နော်အာမောင်မောင်ကိုနားလေပေးပါနော်ဟုတ်လားအဲ့လိုပြောဆိုတော့စဉ်းစားအောင်တယောက်တယောက်နဲ့ဒီအမအာနားလေလို့ရတယ်လားရှေ့ဆက်လို့ရတယ်လားဟုတ်လားဒါကိုကျွန်တော်တအားဟိုတင်းတဲ့ချီပေါ့နော်ချက်ကမပြောတော့ဘူးပေါ့ပေါ့မှဆိုလို့နော်ကျွန်တော်ဆိုလို့ကျွန်တော်နိုင်ငံရေးပေါ့နော်ကျွန်တော်လူမှုရေးပေါ့တောင်းမှလို့မရနိုင်ငံရေးလောက်တော့မယ်ဆိုရင်လူတယောက်တည်းမလောက်ခင်ကွာအေးချာလေးလေးနဲ့နဲ့စဉ်းစားမှာခေါင်းဆောင်ဆိုပါလေဒါကြီးလောက်ချလိုက်တော့ဘယ်လိုမျိုးပြည်သူကဥပကန့်လာမယ်ဆပ်လိုက်နေလို့မျိုးပြည်သူတွေအုံနှုတ်မရှိတဲ့လူတွေလားမင်းအွန်လိုင်းစစ်ကွေးတွေလို့ပေါ်မှလေအုံနှုတ်မရှိတဲ့လူတွေလားဟုတ်လားဟိုအဲ့လိုလူတွေပေါ့ပေါ့မှကျွန်တော်တို့က စပါတယ်ပြောင်းမှာရှိဘူးသဘောမဟုတ်လို့ပဲဟိုနိုင်ငံရေးနဲ့လူမှုရေးဆိုကျွန်တော်ပြောမယ်စာပြီးပြောရမယ်နိုင်ငံရေးဆိုကျွန်တော်တို့ကဘာမှအခြေမယ်ဆိုလို့ရှိရင်အခုဟိုတော့ဟက်တလာပေါ့နော်သူဆိုရင်လူမျိုးပေါင်းများဆိုတာတန်ပေါင်းများဆိုတာတက်တယ်တက်ပြီးသူ့ရဲ့တပည့်တွေဆိုလို့ရှိရင်ဒါခုံလုံးတက်တဲ့ခါကျတော့ဘာဖြစ်လဲကျွန်တော်တို့အမိတ်ပေးလို့လောက်ရတာဗာဒီဘာအစင်ချင်းနဲ့တိုင်းပေးရခုဘာဖြစ်လဲတာပေါင်းကြောစင်ချင်းနဲ့ပေးရဘာဘာပေးရလဲကြည်မရှိအောင်ငွေမရှိအောင်ငွေမရှိအောင်လို့ဒီလောက်ရွှေတွေကြောက်နေပေါ့လို့နှပေါင်းငွေရတော့မရှိအောင်ကြည်မရှိအောင်ပြောအောင်လို့လဲဟိုတနိုင်ငံတော့ဘာတော့အယုတ်စီရနေပဲကြည်နေတို့မြန်မာနိုင်ငံဒေါ်လာရင်အချင်းတရားရှင်မှာကမှာတော့ရှာရှိပြီးတော့ညာလားဟမ်ဟုတ်လားစင်ချင်းနဲ့ပေးရအောင်ပါကျွန်တော်ပြောတာစပြောပြီနော် ဆင်ញံလေးခုလူမျိုးရေတော့နားလည်းပြပြမှာတောက်ပြောချင်တယ်နာနေတော့လူပေါင်းများတော့တက်ပြီးဒုက္ခရောက်ပြီးသွားပြီဆိုလို့ရှိရင်နံပါတ်1ဆင်ញံပြီးလို့မြောင်နံပါတ်2စကလုံးလာလာလေးနဲ့ခပြားဆရာစာကြီးဆရာလိုမျိုးလေးခုနပြောတယ်လို့အချော်တေးလေးတွေကြားရည်လို့နုညွှာပြီးတော့အဲ့လိုလေးလုပ်လို့မရပါဘူးအဲ့လိုလုပ်ချင်စောစောသေးသေးကလေးကခေါင်းဆောင်တယောက်ဖြစ်ဖြစ်နိုင်ငံရေးပဲဖြစ်ဖြစ်တော်လိုင်းပဲဖြစ်ဖြစ်လက်နက်ကိုက်တစ်ခုရခေါင်းဆောင်ပဲဖြစ်ဖြစ်အဲ့လိုအဖွဲ့စည်းတစ်ခုရခေါင်းဆောင်ပဲဖြစ်ဖြစ်ဥဆောင်တို့ပေါ့နော်ဥဆောင်ချက်ချက်ဒီမှန်ကန်ရဲ့လက်စင်စားမှမလောက်ခံလေဟုတ်လားလောက်ပြီးသွားပြီဆိုမှဆင်ញံပေးတာမျိုးလေးအဲနားလေပေးပါခွင့်လုပ်ပေးပါနော်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 အဲ့ဒါမရပါဘူး နယေကံဖြူဟာကုန်းမကြီးတွင်စစ်ကော်မရှင်တပ်သား300ခန့်ပိတ်မိနေငါရခိုင်ရုံးမနယ်ဆက်မကွေးတိုင်းငဖဲမြို့နယ်ပရန်တက်နယ်တွင်ရှိသည့်နယေကံလေချောင်းရံကာကွယ်ရေးစခန်းကုန်းမကြီးတွင်စစ်ကော်မရှင်တပ်သား300ခန့်ကိုအာရခတပ်တော် AA ကပိတ်ဆို့ထားသည့်အတွက်ဆက်လက်ပိတ်မိနေသည်ဟုပြောရေးဆိုခွင့်ရှိသူဥခိုင်ဒုခကပြောသည် ိတ်မိနေတဲ့အထဲမှာဘိုးမူကြီးတယောက်ပါတယ်လူ၂ယောက်ကနေ၃ယောက်အထိ ရှိတယ်ကျွန်တော်တို့ဘက်ကတော့ပိတ်ဆို့ထားတယ်အကုန်လုံးကတော့ပိတ်မိနေတယ်ပေါ့သူတို့စီကိုရိတ်ခါလဲချမရဘူးဟုဂင်းကဆိုသည်ထို့ပြင်နှက်ရီကန်တောင်လာတဝိုက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟုလည်းသိရသည် တိတ်မိနေသည့်တက်များမှာစစ်ကောင်မရှင်တက်အမှတ်ကိုစစ်မြေပြင်စစ်တက်ရင်ကားကစား၁၄စက္ခာ၁၈နှစ်တောင်ကုန်းမှလာသည့်တက်ကူများပါတိတ်မိနေခြင်းဖြစ်သည်ဟုလဲမြေပြင်စစ်ရေးတရင်ရင်မြစ်ကဆိုသည့်မြေပြင်စစ်ရေးတရင်ရင်မြစ်ကအတိကတသားတွေကတော့တောင်ကုန်းဘက်ကလာတဲ့တသားတွေလည်းပါတယ်နောက်ကပစာ၁၄နဲ့အတိကစက္ခာ၁၈ကတသားတွေအများဆုံးတိတ်မိနေတာပေါ့လက်ရှိမှာလည်းပြစ်ခတ်မှုတွေကဆက်တိုက်ရှိနေတယ်ဟုဆိုသည် ်အာရခတတော်အနေဖြင့်နေရီကန်ကုံမကြီးအားပြီးခဲ့သည့်နိုဝင်ဘာလ30ရက်နေ့မှစ၍ပိတ်ဆို့ထားခြင်းဖြစ်ကာလက်ရှိအချိန်ထိလည်းပိတ်ဆို့ထားပြီးအနီးအနားတွင်လည်းတိုက်ပွဲများဆက်တိုက်ရှိနေသည်ဟုတ်နော်မရပါဘူးနော်ဟုတ်ပြီနော်ဒီနေရာမှာအာနာရှင်နဲ့တုံးတဲ့လက်တော့စကားကိုကျွန်တော်နှားပြီးတုံးချင်ပါတယ်ရေဘူးပေါက်တာမလိုချင်ရေပါပဲလိုချင်ပါတယ်နော်ဒီလိုအများကြီးခံပြီးပြီဟုတ်ပြီနော်အေးအများရက်တက်လေးအိုးလေးအိမ်လေးခံပြီးတဲ့အချိန်ခါမှာကိုလောက်ချင်တာတွေလောက်ပြီးသွားလို့ရှင်နိုင်ငံရေးကောင်းကောင်းတယောက်ကလက်နက်ကိုင်ကောင်းကောင်းတယောက်ကအပွဲတိကူရကောင်းကောင်းတယောက်က လည်းလို့တပဲတောင်းမှန်ပါတယ်။ဘာဖြစ်လို့ပါ?ညာဖြစ်လို့ပါ။စဉ်းစားပေးလို့ရလား။ကျွန်တော်တဲ့ပဲပြောမယ်။ရေခိုးပေါက်တာမလို့ချင်ဘူး။တရုတ်ဖိအားတွေမင်းအောင်မိုင်းဖိအားတွေမလို့ချင်ပါဘူး။လိုချင်တာဒီသစ္စာမထောက်ဖို့ပဲ။ဟုတ်ပြီနော်။ဟုတ်လား။မိတ်ဆွေကြီးဆိုတာနော်။ရေပေါ်ရေပဲဆိုတာဆုံးတော့ရေပေါ်ရေပဲဆိုတာသိရင်တော့အသေးခံလိုက်မယ်ကျွန်တော်တို့။ဟုတ်လား။ဘယ်တော့မှသစ္စာမပေါက်ဘူး။ရှင်းတယ်နော်။ဟုတ်လား။သစ္စာပေါက်ပြီးသွားရင်စဉ်းစားပေးလိုက်မယ်။ခုနကခုံရုံးတင်နေဟိတလာတပဲ့တွေရောနော်။အဲ့တော့ဒီနေရာမှာမင်းအောင်နိုင်တဲ့ပေါင်းတဲ့ခရိုနီတွေခရိုပြားတွေအမှုပညာသမားတွေနော်။ပေါင်းမတွေအုတ်ကြီးတွေတလန်တွေစဉ်းစားမလို့ချင်ပါဘူးကျွန်တော်တို့ကနော်။ ုတ်ပြီနော်ဆင်ញံမလို့ရှင်းပါဘူးဆင်ញံပြင်မယ်ဆိုဆိုရတယ်ဟိုစမန်းသားတွေပါလောက်ပြတဲ့တွေပါကကြပြားဆရာတွေပါလောက်ကလုံးလာလာတော့တယ်နော်ကိုကိုလူပြကြီးစောက်တယ်ကြီးကြပြားဆရာကြီးလိုလာလောက်မယ်နော်မင်းကပေါ့တော့လိုက်တခါတည်းတော့လိုက်နော်ကိုမျိုးမအားလုံးမသိချင်းမှတာပါခင်ဗျားလူစဉ်းစားမှလောက်ခံအောင်ဆောင်လောက်ပြီးတော့မှစောက်တော့လဲဆုံးခဲ့ကြပြီအများတို့ခါရမှာလောက်ပြီးမှာတော့အောင်းမနဲ့ပြောင်းဆောင်ပြီးမှလို့ပဲပြောချင်တယ်နော်ပြေးကြပါတယ်ဟုတ်လားမင်းဘာမှဆင်ញံပြေးလို့မရဘူးမင်းအောင်းလိုင်းကခွဲရလို့ပြင်းနေအရင်ပြင်းမယ်မပြင်းငါတို့တော့လိုင်းနေအောင်ပြရတဲ့နေ့ဒီလူညနာမကြည့်တဲ့လက်နက်ကန်ပွဲရအောင်ပြချင်းမှာလုံးဝအရာကန်ကြောင့်ကျင်းပြတယ် promise နော်အဲ့ဒါတော့ပြေးကြတယ်ဟုတ်ပြီနော်ရေကြီးလောင်ကနေရိုက်တာမှမယ်လွှဲလွှဲနေအောင်ဟုတ်ကဲ့အဓိကကျွန်တော်ပြောချင်တာကတော့ မိုင်းနိုင်ကြီးခေါင်းဆောင်မယ်ဖြစ်ဖြစ်လက်နက်ပိုင်ခေါင်းဆောင်မယ်ဖြစ်ဖြစ်အဖွဲ့အစည်းတွေကခေါင်းဆောင်မယ်ဖြစ်ဖြစ်ပေချာလေးလေးနဲ့နဲ့တွေးတီတူကြည့်တီတူမကြည့်ရင်တော့ဇက်ပြက်ခေါင်းပြက်ပွားပြက်နော်သမိုင်းပြက်အကုန်ပြက်သွားမယ်ဟုတ်ပြီနော်ဟုတ်လားဟိုလည်းမိုင်းနိုင်ခေါင်းဆောင်လုပ်ပြီးလုံချင်တာတွေလုပ်ပြီးဒီစကားတွေကျွန်တော်အာနာချင်းတွေအတွက်ရောက်ပြောနေတာဒီမေးအလိုးတွေနော်အနောက်နောက်တော့လည်းရမြန်နိုင်ငံကလည်းသူတို့ဆင်းနေတဲ့ပေးခိုင်းလို့လောက်တာပါလေလာမလို့နဲ့အကုန်ပြက်ရှင်းတာကျွန်တော်တို့ကဘာလို့အမှုပြန်လာမှမလို့ဒီလိုလောက်ရတာလာလာဆင်းနေမပေးနော်ကိုလုံချင်တာလုပ်ပြီးဆင်းနေမပေးနဲ့နိုင်ငံကြီးတို့အများကိုတော့ကောက်ပေးတာလေဟုတ်လားကျွန်တော်ပြောတာနော်ကိုကလူမှုရေးဆိုရင်ကိုတယောက်နဲ့အောင်တက်ထားရအောင်တက်တဲ့မိသားစုနဲ့ကိုယ်နဲ့အဆင်ပြေရှင်းနေတဲ့တယောက်နဲ့ဆင်းနေအောင်ဖြေသားလို့ရတယ်လေဟုတ်လားအဲလူပြောက်တက်တယ်ဆိုတော့နောက်ထောင်းဟမ် ဟုတ်လားချမှတ်ကန်ရဘယ်လိုပုံမှန်ဘယ်လိုနေရဘယ်လိုပုံမှန်မျိုးနဲ့တတ်တာလဲအားကိစ္စလဲအဲ့ပုံမှန်မူတည်ပြီးတော့ဟုတ်လားပုံမှန်ဘယ်လိုပလောင်နေကြီးဆိုဘယ်လိုထောင်းနေတရားရောချမှတ်မယ်ခံရမှာဒါနဲ့ဆိုတော့အဲ့ထက်ဆိုလူပေါင်းများစွာတပ်ပေါင်းများစွာအိုးအိမ်ပေါင်းများစွာပြည်သူလူကုန်စိတ်ဆဲရမှုသိတော်ကားမှုပေးမှုပေါင်းများစွာအားလုံးဘယ်လိုမှောက်တိုက်ရတောင်းမှလို့မရဘူးခဗျာဆရာလို့စကလုံးကလာရွေးချယ်နေတယ်နော်ဟုတ်လားကောင်းဆုံးတရားလုပ်မယ်ဆိုလို့ရှင်ပြတ်သားဖို့လို့ရဟုတ်ပြီနော်တော့ဟုတ်လားစင်ညာတယ်မပေးနဲ့နော်တို့စင်ညာတယ်ပေးလို့မရဘူးယနေ့ခကြီးမှာအဲ့ပြီးဖို့လို့ရနော်အကောင်းဆုံးလုပ်မယ်သူရမှတ်တယ်နော်တစ်သက်လုံးပေးတဲ့တိဟိုလုံးချန်နေလုံးပြီးမှငါတော့ဘာဖြစ်လို့လုပ်လဲဘာဖြစ်လို့ပါလဲနော်ဤလူလက်ကမြောက်လည်းမအားနဲ့နော်ကျွန်တော်ပြောတာဒီသဘောပေါက်လား အဲ့လိုလက်တက်ခံလို့မရဘူး။ယနေ့ကလူကအမားကြီးလုပ်ပြီးသွားဆင်းရဲနေပေးလိုက်တာတောင်းချောင်းတော့ငါကလုံးလောက်လာကဗျာဆရာလေးလို့ဘာလို့လို့မသိရင်တို့ကနိုင်ငံရေးတမားလို့လက်နဲ့အကိုင်းဒီတမားလို့မတွေ့တော့ဘဲနဲ့ပါလဲ။မသိရင်ကဗျာဆရာလေးလို့ပဲကဗျာလေးပဲရှောက်ဆက်ရှောက်ရေးဟမ်။ကိုကြောင်ကြောင်နဲ့မသိရင်တို့တပီးတာကိစ္စကြာ။ဒီလောက်ပဲတော့ဘာမှတင်နေတော့ပြောပါမယ်နော်။ဟုတ်ပြီနော်ဒီကောင်ချွန်နဲ့ပြောမယ်နိုင်ငံကောင်းမှမဆင်းမပေးနဲ့ဒါပဲ။ဟုတ်ရှင်ကျွန်တော် NUG ရဲ့နော်ထွေထွေထိုးစစ်ဆိုတဲ့ကိစ္စကိုပြောရမယ်အနေထားဖြစ်။အဲ့တော့ NUG အာသူ့အောက်မှာနော်။နိုင်ငံကိုင်းတပ်ဖွဲ့တိုင်ရင်300ရှိတယ်ပြောတယ်။ဟုတ်နော်။အခုက အထွေထွေထိုးစစ်လုပ်မယ်လို့လည်းကြေညာတယ်ပေါ့ဗျ။ဟုတ်။ဒါပေမဲ့ NUG ရဲ့ကျွန်တော်တို့အညာဒေသမှာရှိနေတဲ့တော်လှန်ရေးအင်အားစုတွေကိုကျွန်တော်တို့ဟုတ်ကျွန်တော်တို့မလာပြူဟာကြကြစီယုံပြီးတော့စစ်ကောင်စီကိုခုခံတိုက်ခိုက်တဲ့လှုပ်ရှားမှုတစ်ခုလုံးကထွက်မလာဘူး။ထွက်မလာဘဲနဲ့ NUG ကဘာတွေထွက်လာနေလဲဆိုတော့ဒီဟိုဘောအဲဦးမောင်ဝင်းခိုင်တန်းဝင်းကြီးချုပ်ရဲ့ဂျုံက အန်ယူဂျီရဲ့လုပ်ငန်းတွေအားလုံးကိုချက်ချာဖြစ်တယ်ဆိုတော့အဲ့ဒီရုံးဖွဲ့ရဲ့ကတောင်းငင်းနဲ့အာနာလွဲသုံးစားလုပ်မှုငွေကြီးလုံးသွဲလွဲသုံးစားမှုတွေဖက်ပေါ်လာတဲ့အောင်မှာကျွန်တော်တို့အညာဒေတာကတော့အန်ယူဂျီကနေပြီးတော့ဆင်နွှဲမယ်ဆိုတဲ့ချိုးချစ်ပင်မှာလက်လက်ညီမထားတော့ဘူးဒါပေမဲ့အညာဒေတာမှာတခြားလုံးစီဝေးအင်အားစိတ်ဓာတ်အင်အားနော်အဲတိုက်ပွဲတွေ့ကြုံကောင်းတဲ့ခရိုင်တချို့ရှိပါတယ်အဲ့ဒီခရိုင်တွေကတော့ကျွန်တော်တို့ဒီကုက အာမုံရခိုင်မြင်ချင်းမြင်ရနောက်ဖက်ကန်းကနော်ကျွန်တော်တို့ဟိုဘုံငကားတို့တော့ဟိုဘာတို့ ELE တို့တိုက်ပွဲတွေ့ကြုံရှိတဲ့အင်အားစုတွေအဲ့ဒီလှုပ်ရှားမှုတွေကနော် NUG ပြောပြောမပြောပြောတိုက်မှာပဲတိုက်လဲတိုက်နေကြလားအလားတူရှင်ဘုခိုင်ကလည်းအဲ့လိုရှင်ဘုခိုင်ကအထူးဖြင့်ဝက်လက်ပေါ့နော်ဟုတ်တယ်ဟုတ်ဝက်လက်ကအကြီးကျယ်ဆုံးဖြစ်စီကန်းတယ်ဒါပေမဲ့ဝက်လက်ကအပြင်းထန်ဆုံးတုံ့ပြန်တိုက်ခိုက်နောက်ခင်တခုမြင်ညာအင်းအဲ့ဒီမှာရှိနေတဲ့အင်အားစုတွေကတော့တိုက်နေကြဒါပေမဲ့အဲ့ဒါတွေက ် NUG ရဲ့အထွေထွေထိုးစစ်မဟုတ်ပါဘူး။အထွေထွေထိုးစစ်လည်းမဟုတ်ဘူး။ NUG ရဲ့အစီအစဉ်လည်းဟုတ်ပုံမရ။ခုဒေတာတွေဝင်လာတဲ့အစိုးရစစ်ကြောင်းတွေကိုနော်ကျွန်တော်တို့ပူးပေါင်းပြီးတော့တိုက်ခိုက်တာဖြစ်တယ်။အဲဒီတိုက်ပွဲတိုက်ပွဲတွေကနော်ကျွန်တော်တို့ချိန်ပုံရဲ့လက္ခဏာဆောင်တဲ့တိုက်ပွဲတွေဖြစ်ပြီးတော့ဒီကာလအတွင်းမှာချိန်ပုံရဲ့တိုက်ပွဲ၃ပွဲလောက်တိုက်တယ်။ဟုတ်တယ်။ဒါမဲ့ NUG ရဲ့တခုလုံးအစီအစဉ်တော့မဟုတ်ဘူးလို့ကျွန်တော်တို့ယူဆ။ပြောတယ်လည်းမကြဘူး။ပညာဒေတာကိုဒေတာတွေဝင်လာတဲ့အင်အားစုကို စုံစည်းပြီးတော့တိုက်ခိုက်ပေးမယ်နော်အခုကဘာဖြစ်သွားလဲဆိုအခုကအထွေထွေထိုးစစ်ဆင်တွဲဖို့အတွက်ကျွန်တော်ပြန်လည်ထိုးစစ်ကာလကိုဝင်ရောက်ရမယ်အစားအညာဒေသရဲ့စီးရီးကဘာဖြစ်သွားပြီလဲဆိုတော့အညာအညာဒေသရဲ့နော်ကျွန်တော်တို့ကြောက်ကြားစစ်ကိုပြန်ပြီးတော့ရှောက်ကြားကြောက်ကြစင်မဟာပြူဟာထဲမှာချိန်ပုံရိုက်တိုက်နိုင်နေခရိုင်၃ခရိုင်ရှိတယ်။ဟုတ်။ဘုံရွာနောက်ဘက်ကရင်ကျွန်တော်တို့အခုနကချိန်ပုံခရိုင်ရဲ့ နောက်ပြီးတော့ကျွန်တော်မြင့်ညာအဲ့ဒီနေရာတွေကအင်အားစုတွေကတော့စစ်တိုင်းဒါပေမဲ့အဲ့ဒီလိုတိုက်တိုက်ခိုက်မှုဟာဒီကျွန်တော်တို့အဲမျိုးတော်လန်ရေးရဲ့နော်အင်အားစုတွေကိုကျွန်တော်တို့ကမျိုးတော်လန်ရဲ့အင်အားစုတွေစုစည်းပြီးတော့နော်မဟာဗျူဟာကြတဲ့နော်စီးအလှည့်ပြောင်းလုပ်နိုင်လားဆိုတော့မလုပ်နိုင်ပါဘူးခိုင်လိုက်ကိုကကိုနော်တုံ့ပြန်ထိုးစစ်ဝင်ရောက်လာတဲ့စစ်ကြောင်းတွေကိုတိုက်ခိုက်နိုင်တာပဲရှိဟုတ်ကဲ့ဟုတ်ပြောသိမှုလည်းမစင်စားနိုင် အဲ့တော့ဆိုတော့မဟာဗျူဟာရနောက်ဆုံးရတဲ့ကာလဖြစ်တယ်အဲ့တော့ပြန်လန်ထိုးစစ်အဆင့်ကနေပြီးတော့အခုကြောက်ကြားစစ်ကူပြန်ပြီးတော့ဆင်ရတာလက်လို့ဖြစ်ရတဲ့အကြောင်းက NUG ရဲ့တာဝန်မဲ့မှုတာဝန်ခံနိုင်မှုအားနည်းပြီးတော့ NUG ဟာစီးရဲရခေါင်းမဆောင်နိုင်တဲ့အနေအထားကြောင့်ဒေသလိုက်တိုက်ပွဲတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီလိုစဉ်းစားနေနေတော့ကျွန်တော်တို့တော့လို့မရအခုကိုကျွန်တော်တို့မန္တလေးဟိုတိုက်ပွဲကြီးလှုပ်ရှားမှုအစီအစဉ်ကိုကျွန်တော်နောက်ဆုံးလေ့ရတယ် မန်လေးပြီးလို့ရှိရင်ကျွန်တော်တို့အောက်ကမိတ်ချီလာတို့ဘာလို့ဘယ်လိုမှကျွန်တော်တို့ဝင်ဖို့အချင်းကြီးတောင်းချက်လည်းမရှိအဲအဲ့တော့ကျွန်တော်တို့ကအခုရေးကြီးလိုအပ်တာဘာလဲဆိုတော့ဒီဒီလက်ရှိအချင်းကြီးအတွင်းမှာအညာဒေတာမှာရှိနေတဲ့တပေါင်းစုတွေကိုကျွန်တော်အာအညာဒေတာမှာရှိနေဒေါ်လာရင်းအင်အားစုတွေကိုအညာဒေတာတပေါင်းစုပြီးပြီးပြင်းပြင်းဖြစ်ဖို့အတွက်ဘယ်အင်အားစုကခေါင်းဆောင်ပြီးလုပ်မလဲဆိုတဲ့ကိစ္စအညာဒေတာရဲ့ကံကြမ္မာနဲ့ပတ်သက်ပြီးအဆုံးဖြတ်ပေးမယ့်အနေအထားဖြစ်တယ်ဟုတ်ဟုတ်အဲ့တော့အဲ့ဒီချင်းတွေကိုခုံချုံလိုက်လို့ရှိရင်ဒီကော ကျွန်တော်တို့ຫນွေဥဒေါ်လာရေးကနော်ကျွန်တော်ကားလျှော့သွားပြီလားကားလျှော့လို့ပြီးပြီလို့ကျွန်တော်ပြောပါပြီနိုင်ငံတကာကတော့အဲ့ဒါကိုနိုင်ငံတကာကတော့အဲ့ဒါကိုဘာပြောလဲဆိုတော့ face ဖြစ်လူပြီးပြီလို့ပြောနေတာအဲ့တော့အဲ့ဒါကိုကာကွယ်ဖို့အတွက်ကျွန်တော်တို့အညာမှာရှိနေတဲ့အင်အားစုကျွန်တော်တို့မြန်မာတပ်ပေါင်းစုဖွဲ့နိုင်ဖို့အတွက်ကြိုးပမ်းမယ်အဲ့ဒါအတွက် NUG ရဲ့ TH အောက်မှာမရှိတဲ့အင်အားစုနောက်ပြီးတော့အဲတီချာပလုတ်ရှမ်းနေတယ်နော်ကျွန်တော်တို့ဟို အင်အားစုတွေဘုံတကားတို့နော်မောင်းဆောင်ကားတို့သူတို့အင်အားစုဒီအင်အားစုတွေနဲ့စုကြည့်ပြီးတော့ကျွန်တော်ညီတော်တဲ့အဲကျွန်တော်အညာတပေါင်းစုဟုတ်ကဲ့ခုကံစိတ်ကိုကျွန်တော်မလုံနိုင်ဘူးဆိုလို့ရှိရင်အညာဒေသဟာကျွန်တော်တို့စစ်ကောင်စီရဲ့လက်အောက်တက်ရောက်သွားမယ်ဒီကျွန်တော်အဲတော့ကျွန်တော်တို့ဘာပြန်ဖြစ်သွားမယ်ဆိုရှင်ရေးစ조사ရပြောပြောလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့က90ရန်သူကစစ်ကောင်ကောင်ရှင်က30အခုကဘယ်အောင်များပြန်ဖြစ်တော့မှာကိုက30သူက90ဖြစ်တော့ 嗯，还有爱情的教育也不对，人肉的，哈，该谁看谁，正常的，这年代啊，那都是正常的，手机人肉查，怪正常的，那么，没有打，打帮助的，就恼了，怪谁呢？你嘛，人家在那嘛，现在，也是刚上的，刚上一笔多，出农业嘛，这里报嘛，去年部队在那边报嘛，比如话，哦、啊，是刚上的呢，比如话，人家也刚上的，出来干啥个？不回来，兄弟叫，这青年嘛。 NUG ရဲ့အထွေထွေထိုးစစ်ကိုမျှော်လင့်မနေဘဲနဲ့ NUG အောက်မှာရှိနေတဲ့အင်အားစုတွေနဲ့ပူးပေါင်းနိုင်ဖို့အတွက်ကြိုးပမ်းဖို့လိုတဲ့လူယူဆပါတယ်။အဲ့လိုမလုပ်နိုင်လို့ရှိရင်ကျွန်တော်တို့အာလူဦးတော်လှန်ရေးဟာတော့ဒီအနေနဲ့ကျွန်တော်တို့ကြုံရတော့မယ်အနေထားဖြစ်ပါတယ်။အဲ့ဒီအနေထားကိုကယ်တင်ဖို့ဟိုကျွန်တော်တို့အညာဒေသမှာရှိနေမျှော်လင့်ချက်ဘသူတွေကဘယ်လိုကောင်းဆောင်ပြီးလုပ်ကြမယ်ဆိုတာကိုပုံမှန်လေးလေးကျွန်တော်တို့တိုင်ပင်ဆွေးနွေးတင်ပါတယ်။ဘုန်းကားတို့ဘောဆောင်ခါတို့နော် BBLA တို့ BLA တို့နော်စူးစီးပြီးတော့ကျွန်တော်တို့ 伢滴 <Okay. S 2> 大大帮主意，我快步溜的比，就叫侬表演。<Okay. S 2> 嗯